အားလုံးမေ့မင်္ဂလာပါကျွန်တော်ကတော့ဘယ်သူလဲတော့ကျွန်တော်ကိုယ်တော့မသိတော့ဘူးပေါ့နော်အခုကကျွန်တော်ကျွန်တော် The Fire Empire server ထဲရောက်နေဖြစ်ပါတယ်ကျွန်တော်ဒီအခုကျွန်တော်အနောက်မှာတွေ့နေရမြေကွက်လွတ်လေးပေါ့နော်အဲ့ဒါကိုကျွန်တော် farm တစ်ခုဆောက်เสียရှိလို့ပါ farm လဲဆိုတော့ကတော့ view လေးကိုအစိုးထိကြည့်ပြီးပေါ့နော် ဒါနဲ့ view လည်းမဆခင်ကျွန်တော် channel လေးကို subscribe လုပ်ထားရင် subscribe လုပ်ပေးပါတော့ပြီးတော့လည်းဒီ video လေးကို like တစ်ယောက်တစ်ချက်စီနှိပ်ပေးခြင်းအဖြစ်ကျွန်တော်ကိုအများကြီးကူညီရောက်ပါတယ်ကြေကျော် video လေးစလိုက်ကြအောင် let's go ကျွန်တော်ကပါနော်အခုကြဘာ fan လဲဆိုတော့ your we fan မဟုတ်ဘူးဘလို့ fan ပေါ့နော်ဒီအဆောက်အုံတစ်ခုထဲမှာ fan အများကြီးရှိတယ်အဲ fan နေအဲ့မှာဒီ potato တွေရောတခြား carrot တွေရောရှိတယ်အဲ့လိုမျိုး fan တစ်ခုပေါ့နော်ကျွန်တော်လည်းဟိုဟာမဖြစ်တာနဲ့အဲ့လိုမျိုး fan တစ်ခုစောက်မှာဖြစ်တဲ့အတွက်ကြောင့် ဟုတ်လိုအပ်တဲ့ interior တွေလည်းလုံးဝအဆင်သင့်ဖြစ်ပြီဆိုတော့ကဲကျွန်တော်စပြီးတော့ဆောက်လိုက်ကြရအောင်ကျွန်တော် sprue နဲ့တုံးထားပါတော့နော် တွေ့နေရကြတော့ကျွန်တော်အပြင်ဒီဇိုင်းနည်းနည်းပါပါမိုက်အောင်ဆိုပြီးတော့ထွက်တော်လေးလိုက်ထည့်နေရဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ဒီဖန်ကတရားရကန်လုံးမှာ80ရာခိုင်နှုန်းလောက်တော့ပြီးနေပြီပေါ့နော်။ ဓာတ်ရောက်ရောက်အောက်ထပ်ပဲဖြစ်ပါတယ်ဗောနော်အောက်ထပ်ပါဒီမှာရောက်ရောက်ဘယ်ရီယာတွေထားတယ်ဒါ cherry tree ရဒါဆူတာဗောနော်ဒီကတ်လို့မရအောင်ကတ်လိုက်တာနဲ့ဒါဆူရဲကဲကျောဒါလေးရဲ့ကျောတနည်းဒီတပောင်းမှာတတမျိုးစိုက်တာဗောနော်ဒါဆိုရင် potato တွေပိုးပန်းမှာဆိုရင်ဒီအခုတွေ့နေဆိုရင် wheat တွေဟိုအရှိမှာလဲ wheat တွေဟိုနောက်ဆုံးမှာကျောကျော potato တွေဗာလဲ potato နဲ့ဟာတခြား cherry tree ရစိုက်တာဗောနော်တခြားတော့အကုန်လုံး တန်းတူတော့အကုန်မဆိုင်တာအကုန်လုံးရောဆိုင် ဒါကြောင့်ကျွန်တော်တို့ရဲ့ farm ရဲ့ပေါ့နော်အပြင် design အပေါ်မှာဆိုကျွန်တော် fans တွေနဲ့ထားတာ၄အာပြီးတော့ဒီ glass တွေ glass တွေနဲ့လည်းထားတာပဲเนาะဒီအောက်ထပ်ကကြာနေအောင်မရအောင်အပေါ်ထပ်ကတော့နေအောင်ရတယ်ဒါပေမဲ့လည်း gas တွေ glass တွေရှိရတဲ့အတွက်ကြောင့်နေအောင်တော့ဝင်ပါတယ်ကဲကြောင့်ဒါကြောင့်အောက်ထပ်ဖြစ်ပါတယ်ဒီမှာပေါ့နော်ဒီတနေရာမှာ barrier တစ်ခုစီထားထားပါတယ်နောက်ဆုံးအကြောကျွန်တော်ပတေးထိုးတွေထိုက်စိုက်ထားပါတယ်ဗောနော်ဒီမှာကျွန်တော် cherry ရဲ့ပတေးထိုးရဲ့ပြီးတော့အာ wheat တွေစိုက်ထားတယ်ဗောနော်အာသုံးမျိုးစိုက်ထားတာအောက်မှာကျွန်တော် ဒါကြောင့်ကျွန်တော်ရဲ့အပေါ်ထက်လေးပေါ့နော်အပေါ်ထက်မှာကြောင့်ကျွန်တော် wheat တွေကိုဒီ potato တွေရောအကုန်မျှဆိုင်ထားတယ်ပေါ့ကျွန်တော် carrot မျိုးစေ့လုံးဝမရှိဘူးပေါ့နော်အဲ carrot မျိုးစေ့လည်းဘယ်နာတော့ရှာလို့ရှာမှမသိဘူးဆိုတော့ carrot ပါကျွန်တော်စိုက်လို့ရတယ်โอเคကျွန်တော်နောက်ထပ် beginning တစ်ခု ောက်မယ်ပေါ့နော်ပါဆောက်မယ်လို့ဆိုနေတာလေကကျော်ရဲ့ starter base လိုမျိုးလို့ပေါ့နော်နေတာထဲမှာကျော်ဝင်လာမယ်ဆိုအကောင့်နေအကောင့်နေနဲ့စောက်ကြိုနေမယ်အဲနေရာကနေကျော် starter base လေးတစ်ခုနေတာထဲမှာသွားဆောက်မယ်ပေါ့နော်ကျော်နေတာထဲမှာ starter base ပုံစံလေးဆောက်ဖို့အတွက်ကကျော်ကျော်ဒီတစ်တေလို့ရဆိုကျော်ဒီတစ်လေးတွေခုတ်ပါမယ်ပြီးတော့လည်းရှားဒီ slate တွေတို့တခြား plot တွေလည်းလိုရင်လိုအောင်ပါအဲကြောင့်အဲ့ဒါတွေပါကျော်သွားတူးလာအောင်ပေါ့နော်အဲလိုရတဲ့ပစ္စည်းကြီးကုန်ဆုံးပါမယ်ကျော်ပြန်လာခဲ့ပါမယ် ကျွန်တော်ကတော့ AFK နေဖြစ်ပါလေခင်ဗျာဒီပါပါတော့ဒီအာချို့ကျွန်တော်အာမာတချို့တွေဆိုရင်ဒီမန်းနေမပါတာဟာရှိလေအဲအကြောင်းမန်းနေနေပါတက်တက်ပြီးတော့အာမာပြန်ပြင်းပြန်ပြင်းနေပါတယ်ပြီးတော့မန်းနေဆိုတော့ဒီ shop ရဲ့ဒီဒီ ask ရဲ့နောက်ထပ်အကြောင်း sharp ပဲကျန်တော့ပါပါတော့ကျန်လာတော့ကုန်မန်းနေတက်ပြီးသွား နေတာနေတာလေးစားရောက်လာပြီဆိုတော့ကျွန်တော် စပြီးတော့ဗောနော်ဒူးစရာရှိတာတူးမယ်လုံးဝစောက်စရာရှိတာစောက်တော့မယ်ဗောနော်ဒီမှာတချို့ဟာဆိုမညူးလေးအားကြောင့်ညီမညီရဲ့ဟာညီရဲ့ပြန်ညီအောင်ပြန်လောက်ပါမယ်ကေကျော် startup page လေးစောက်စောက်လိုက်ကြရအောင် let's go one hour later ကျွန်တော်နောက်ဆုံးပေါ့နော်အင်တီရီယာလေးအကုန်လုံးထည့်ပြီးပြီးပြီးတော့အာဒီအပြင်ဆင်တရားစားပါတော့အကုန်လုံးပြီးတဲ့အချိန်မှာတော့ဒီလို reset ထွက်လာပါတယ်ဒီထိဒီ chest ထိထဲမှာတော့ဘာမှထည့်ရသေးဘူးเนาะအကုန်နည်းနည်းပါပါကြည်လို့ရှုလို့ကောင်းအောင်တော့ကျွန်တော်ဒီပြင်တတ်ပြင်တတ်နေတော့ရှောက်ပြင်ထားတယ်ဒီမှာဆိုလဲ smoke car တွေရှိရဲဟိုဘက်မှာလို့ဆိုလဲ smith thing တွေရှိရဲပေါ့เนาะအကုန်လုံးထားထားပြီးရဲ့ ဒီအပေါ်နဲ့ကြော်အားကြောင့်မျက်နှာချက်နဲ့ဒီကြမ်းခင်းကိုကြော်ကြော်တက်တာနဲ့တုံးထားပါနော်တက်တာကိုအဲ့လိုပုံစံနဲ့တုံးပြီးတော့ဒီဘေးကိုကြတော့ display တွေနဲ့တုံးထားတာအာ display တွေနဲ့တုံးတော့နည်းနည်းတော့မိုက်တော့မိုက်တယ်ပါအမောင်ကြတယ်ဆူဆောင်ကျော်မြေသားပေါ်တဲ့ဝန်ဒီဇိုင်းပြောင်းပါမယ်။အာတခြား design လေးဖြစ်တော့ကျော်မြေသားပေါ်တဲ့ဒီဇိုင်းပြောင်းမယ်ပေါ့နော်။ကျော်ရဲ့အနောက်မှာရှိနေတာကြတော့ ြောရဲ့ meta body ပေါ့နော် design တွေဖြစ်ပါတယ်အဲ meta body စောက်ထားတဲ့ဒီ video clip တစ်ခုလုံးကလုံးဝပြတ်သွားပါပေါ့နော်အဲပြတ်သွားတဲ့အတွက်ကြောင့်ကျတော့ဒီ video ထဲမှာတော့မပါလိုက်ပါဘူးကဲပြီးတော့လည်းကျော်ဒီဟာကျတော့ကျော် tutorial ကြည့်တာပေါ့နော်မန်တိုင်းပြောရင်တော့ဘာလို့လဲဆိုတော့ဒီလိုမျိုးကြီးကြကျော်လည်းစောက်ချင်ဘာ you ပုံစံတိုင်းစောက်မယ်ဆိုတော့မှဒါဒါပုံတုံးနဲ့ဆိုတော့ view လေးအားကျော် tutorial ကြည့်ပြီးတော့ဒီလိုမျိုးလေးအဆင်ပြေလို့လေးစောက်လိုက်တာဖြစ်ပါအဲကျော်ဒီ view လေးအန့်ကျင်နေပြီပေါ့နော်ကျော်ဒီ view ထဲမှာလည်းအာ space တုံး ုံးခုတော့စောင့်နိုင်ရတယ်။အာဒီ farm မြေရောပြီးတော့ neta base neta ရဲ့ base တွေရောအခု neta ပေါ်တယ်ပေါ့နော်။ကျွန်တော် farm ဒီ building တုံးခုစောင့်နိုင်ရဲဆိုတော့ကျွန်တော်ဒီ video လေးလည်းအမှားလို့မယ်ခင်ဗျ။ဒီ view လေးကကျွန်တော်ဒီလောက်ပဲပေါ့နော်နောက် view ကြာအလုံးနဲ့ပြန်တွေ့ချင်ပါတယ်ကျွန်တော် channel လေးကိုလည်း subscribe လုပ်ထားမယ် subscribe လုပ်ထားအောင်နော်ပြီးတော့လည်းကျွန်တော်ဒီအခု video တွေကိုလည်းအာအချိန်ပြည့်နိုင်မယ်ဆိုတော့ကျွန်တော် like တစ်ချက်စီနှိပ်ပေးဖို့ပြောချင်ပါတယ်ခင်ဗျာဒီ view ကတော့ဒီလောက်ပါပဲ bye